မင်္ဂလာပါကျွန်တော်ဒေးဗစ်ပါမောင်ဆိုမီဒီယာနဲ့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ကဘာပေါ်ကလင်းပြန်ပေးဆွဲမှုတွေအကြောင်းဖြစ်ပါတယ်တနည်းအားဖြင့်လင်းပြန်ပေးဆွဲမှုသမိုင်းလို့ပြောရင်လည်းရတယ်ပေါ့နော်ယနေ့အထိကဘာပေါ်မှာဟိုလင်းပြန်ပေးဆွဲမှုပေါင်းကအကြိမ်ကြီးတထောင်နီးပါးလောက်ရှိခဲ့ပါပြီ1926ခုနှစ်ပေါ့နော်လင်းကိုစပြီးတော့ ီဆောက်ခဲ့တဲ့အချိန်လေငူစပြီးဖန်တီးခဲ့တဲ့အချိန်ကနဲ့နှစ်20လောက်မှာပဲစပြီးတော့ပြန်ပြီးဆွဲမှုကစခဲ့တာပါ1929ခုနဲ့1950ခုဝင်းကျင်အထိကပြန်ပြီးဆွဲမှုစုစုပေါင်းအချိန်20လောက်ရှိခဲ့ပါတယ်ပြီးတော့58ကနဲ့69ဝင်းကျင်မှာကြတော့ပြန်ပြီးဆွဲမှုပေါင်း40ဝင်းကျင်ရှိပါတယ်ပြီးတော့1968ခုနှစ်ကနဲ့1982ခုနှစ်အတွင်းမှာကြတော့အချိန်ရေပေါင်းဟို300နဲ့9ချိန်လောက်အထိရှိခဲ့ပါတယ် 1968ကနဲ့1982ခုနှစ်ဝင်းကျင်ကတော့လင်းပြန်ပေးဆွဲမှု အများဆုံးဖြစ်ခဲ့တဲ့ကာလဖြစ်ပါတယ်။နောက်ပိုင်းကျတော့1988ကနဲ့88ခုနှစ်မှာကျတော့နည်းနည်းပြန်ကျပြီးတော့26ကြိမ်ပေါ့နော်။ရှိခဲ့တယ်။ပြီးတော့1983ကနဲ့2001ဝင်းကျင်ထိကဒါ20ရာနဲ့40ကြာလောက်ရှိခဲ့တယ်။ပြီးတော့ကမ္ဘာပေါ်မှာပထမဆုံးလင်းပြန်ပေးဆွဲခဲ့တဲ့လူကတော့ Baron Franz Nopsa von Felso Sisvas ဖြစ်ပါတယ်။ဒီပြန်ပေးဆွဲမှုက1916ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ဟိုဒါပေမဲ့ဒီပြန်ပေးဆွဲမှုကလေရင်ပြန်ပေးဆွဲမှုအဖြစ်ဟိုတရားဝင်မှတ်တမ်းတင်ထားတာတော့မဟုတ်ဘူးပေါ့နော်။ဒါကဘာလို့လဲဆိုတော့အဲ့ဒီပထမဆုံးပြန်ပေးဆွဲမှုဖြစ်ခဲ့တဲ့1916ခုနှစ်ကပထမကဘာစစ်အတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဒီခီးတဲ့လေးရင်တွေမရှိခဲ့တာရယ်တိုက်ပွဲတွေကြားထဲမှာ ဖြစ်ခဲ့တာဖြစ်ခဲ့တဲ့ပြန်ပြီးဆွဲမှုဖြစ်တာတွေကြောင့်သူကဟိုတရားဝင်ပြန်ပြီးဆွဲမှုအဖြစ်သူတို့မတတ်မှတ်ခဲ့ဘူးပေါ့နော်ဆိုတော့မှတ်တမ်းတင်ခိုင်းရတဲ့ပထမဆုံးလေးရင်ပြန်ပြီးဆွဲမှုက1932ခုနှစ်ဖေဖော်ဝါရီ22ရက်နေ့ဘီရူးနိုင်ငံမှာဖြစ်ခဲ့တာပါ Pan American Air Me Flight ပေါ့နော် သူကဘီရူးနိုင်ငံ Arequipa မြို့မှာဆင်းသက်ခဲ့တဲ့အချိန်မှာ လက်နဲ့ကင်တော်လှန်ရေးဖွဲ့တွေကလေငူဝိုင်းပြီးတော့မှသူတို့ဖမ်းဆီးခဲ့တာပါဖမ်းဆီးရတဲ့အတိကအကြောင်းရင်းကတော့သူတို့ကဘီရူးမြို့ပေါ်ကနေဟိုလီရင်နဲ့ဒီလက်ကန်းစာဆောင်တွေကိုသူတို့ကကျဲချချင်တာပေါ့နိုင်ငံရေးလှုံ့ဆော်တဲ့စာတွေပေါ့နော်အဲ့လိုမျိုးကျဲချဖို့နေရာမှာတုံးချင်တာဖြစ်ပါတယ်ပြီးတော့သူတို့ရဲ့ဒီဘီရုသမရကိုဖြုတ်ချတဲ့အစီအစဉ်ကိုပြည်သူလူထုထောက်ခံမှုရဖို့ဒါဒီလီယင်ကိုတုံးပြီးတော့လက်ကန်းစာဆောင်တွေကိုသူတို့ကကျဲကြဖို့အစီအစဉ်ခဲ့တာဖြစ်တယ်။ဒါပေမဲ့လီမှု Captain Byron Dog Rickard ကငင်းဆန်ခဲ့တာကြောင့်လီမှုနှစ်ယောက်နဲ့ဆက်ပြင်းဆရာတယောက်စုစုပေါင်း၃ယောက်ကိုသူတို့ဖမ်းဆီးထားခဲ့ကြပါတယ်။ဖမ်းဆီးခဲ့တယ်ဆိုပေမဲ့တော်လှန်ရေးသမားတွေကသူတို့မြို့ထဲမှာတော့လူလူလက်လက်ပြီးပြီးတော့မှသွာလာခွင့်ပြုခဲ့တယ်ပေါ့နော်။ဟိုပြီးတော့ရက်အနေငယ်ကြာမှာပဲပြင်အစိုးရရဲ့ဂျာဝင်ညှိနှိုင်းမှုကြောင့်သူတို့၃ယောက်ပြန်ပြီးတော့လွတ်လာခဲ့ကြပါတယ်ဒီလေရင်ပြန်ပြီးဆွဲခံရပြီးတော့နောက်ထပ်အနည်း30အကြာမှာပေါ့နော်ဒီလေမှုကဟိုကန်ဆိုးတယ်လို့ပြောရမလားပေါ့ ဒီလီမူ records မောင်းတဲ့ continental airline flight 54ရက်ထပ်ပြီးတော့မှပြန်ပြီးဆွဲခံခဲ့ရလို့ဒါသမိုင်းမှာပထမအဆုံးနှစ်ကြိမ်ပြန်ပြီးဆွဲခံခဲ့ရတဲ့လီမူအဖြစ်လဲသူကမှတ်တမ်းဝင်သွားခဲ့ပါတယ်လီမ်ပြန်ပြီးဆွဲမှုအကြိမ်ဒါကျွန်တော်တို့ဒီနေ့ထိဆိုရင်အကြိမ်ပေါင်းတစ်ထောင်ဝင်းကျင်မှာအဆိုးဝါဆုံးဆိုပြီးတော့မှသတ်မှတ်ခံထားရတာတော့ကျွန်တော်တို့အားလုံးလည်းအသိဒါ911ပဲမို့နော်2000တခုနှစ်စက်တင်ဘာလ17ရက်နေ့မှာ မေရိကန်နိုင်ငံကို Al-Qaeda တွေတိုက်ခိုက်ခဲ့တဲ့ဒါ9/11ဖြစ်စဉ်ကဒါအဆိုပါဆုံးဖြစ်ခဲ့ပါတယ်ဒီ Al-Qaeda ဖွဲ့က American Airline Flight 71ပြီးတော့ American Airline Flight 89ပြီးတော့ United Airline Flight 195 United Airline Flight 93စတဲ့သူကခရီးသည်တင်ဟိုလေလေကြောင်းလိုင်းပိုင်းဟိုလေရင်လေးစီးကိုသူတို့ပြန်ပြီးဆွဲခဲ့တာပါအဲ့ဒီလေးစီးကိုပြန်ပြီးဆွဲပြီးတော့ American Airline Flight 17ရဲ့ United Airline Flight 195ရဲ့ဒီနှစ်စီးပေါ့နော်ဒီနှစ်စီးကကြတော့ New York မြို့က Twin Tower ကိုသူတို့ဝင်ပြီးတော့မှတိုက်ခဲ့တာပါဒါကပ္ပရဲ့ကွန်တွေးစင်တာဖြစ်တဲ့အဆောက်အုံဟာမှအဆောက်အုံပေါ့လေအဲ့ဒါကိုကျွန်တော်တို့အားလုံးလည်းဗီဒီယိုတွေမှာလည်းတွေ့ဖူးကြမယ်တပ်ဖုံတွေလည်းတွေ့ဖူးကြမယ်တကယ်လည်းနာမည်ကြီးကျော်သွားတဲ့ဒါတိုက်ခိုက်မှုပေါ့နော်ပြီးတော့နောက်ထပ် အာအမေရိကန်အေးလိုင်းဖလိုက်ခုနစ်ဆက်ခွင်ကြတော့သူတို့ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ပင်တဂွန်စစ်ဌာနချုပ်ကိုသူတို့ဝင်ပြီးတော့တိုက်ခဲ့တာပါဒါကတော့ကြီးကြီးမားမားထိခိုက်မှုတိတ်မရှိခဲ့ဘူးပြီးတော့နောက်ဆုံး United Airline Flight 93လေယာဉ်ကကြတော့ Pennsylvania အနီးမှာဒီခီးတယ်တွေရဲ့ပြန်လည်တိုက်ခိုက်မှုကြောင့်သူကပြတ်ကျခဲ့တာပါတကယ်တော့ဒီလေယာဉ်ကအင်ဖြူရာကိုဝင်တိုက်ဖို့ဟိုစီစဉ်ထားတာတမရနေတဲ့အိမ်ကိုပေါ့နော်ဝင်တိုက်ဖို့စီစဉ်ထားတာဒါပေမဲ့ ိုတခြားလေယာဉ်ကြီးလို့ဟို pilot ဒီကပံပေးဆွဲတဲ့လူရဲ့အာပြောစကားနားမထောင်မဲနဲ့သူတို့ကပြန်တိုက်ခိုက်ပြီးတော့မှပြည်သူတွေကလည်းပြန်ခီးတယ်တယ်လည်းပြန်တိုက်ခိုက်ပြီးတော့မှအဲ့လိုမျိုးဖြစ်လို့လေယာဉ်ကပြက်ကျခဲ့တာပါတခြားလေယာဉ်ကြီးကတော့အကြမ်းဖက်သမားတွေရဲ့တောင်းဆိုမှုခီးတယ်တွေကိုတတ်မယ်မင်းတို့ငါတို့လေယာဉ်ထင်းချုံခွန်ဘေးဆိုတဲ့ဟာကိုသူတို့ကနားထောင်ပြီးတော့ pilot တွေကသူတို့ cockpit တကားတွေကိုဖြွင့်ပြီးတော့မှလေယာဉ်ရဲ့ထင်းချုံမှုကိုဒီအမ် hijacker တွေပေါ့နော်ပြန်ပြီးဆွဲတဲ့လူတွေ ဒီ Alkeda အာအကြံဖက်သမားတွေရဲ့ဆန္ဒကိုလိုက်လျောခဲ့ပြီးလင်းထင်းထင်းချုပ်ခွင့်ပေးခဲ့လို့ဖြစ်ပါတယ်ဆိုတော့ဒီလင်းပြန်ပြီးဆွဲမှုမှာလူပေါင်း2998ယောက်တည်ဆုံခဲ့ရပြီးတော့မှ6000ကျော်တန်ရာရရှိခဲ့ပါတယ်ဒီတိုက်ခိုက်မှုကအခု27ရာစုအတွင်းတည်ဆုံမှုအများဆုံးလင်းပြန်ပြီးဆွဲမှုဖြစ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကြောင့်ပဲကပအကြံဖက်တိုက်ဖြတ်ရေးနဲ့ပတ်သက်တဲ့နိုင်ငံတကာဆက်ဆံရေးတွေပြောင်းလဲခဲ့တယ်လို့လေကြောင်း လုံခြုံရေးဆိုင်ရာစီမင်းစည်းကမ်းချက်တွေလည်းအများကြီးအများကြီးပြောင်းလဲခဲ့ပါတယ်ဒီလေကြောင်းဆိုင်ရာစီမင်းစည်းကမ်းချက်တွေကလည်းပုံသေးမဟုတ်တော့ဘဲနဲ့ပေါ့နော်ဒီ International Civil Aviation Organization ICAO လို့ခေါ်တဲ့အဖွဲ့အစည်းကအများရန်သူတို့ update လုပ်ပြီးလင်းဒီစည်းကမ်းချက်တွေကိုအများရန်သူတို့ကပြောင်းလဲပြီးလုပ်လုပ်နေတာပေါ့နော်ဥပမာဗျာခရီးသည်တွေဆိုရင်ဒီခြွန်ထက်တဲ့ခရီးနှုတ်ထမင်းဘူးအမာတို့အဲအဲ့လိုမျိုးတွေမပေးတော့ဘူး ဒီကော်ဆွေးနေပါ ರೀ ပဲပေးတယ်ထမင်းစားဖို့ပါညလင်းပုံပါပေါ့နော်ပြီးတော့လင်းပေါ်ကိုတည်သွားမယ်ဆိုရင်လည်းခီးတဲ့ဒီအနေနဲ့ခြွင်ထက်တဲ့ဓာတ်တွေပါတွေတည်လို့မရတော့ဘူးဟိုသွားတိုက်ဆေးလို့ပါလို့ဆိုရင်တော့မှဒီပူးသေးသေးလေးပဲရေချိုးရေချိုးဆက်ပြာတို့ကောင်းလျှော်ရေတို့ဘာတို့ကအစသူတို့ကပူးသေးသေးလေးပဲဒီလောက်အတူလေးတည်ပဲတည်လို့ရတယ်ပူးကြီးတွေဆိုလို့ရှိရင်ဘာမှသူတို့ပေးမတည်တော့ဘူးဟိုခြွင်ထက်တဲ့အရာတွေဓာတ်တို့ဘာတို့ဒီတခြား ဆောက်ချွင်တော့ဘာလို့ပေါ့နော်လူမျိုးတွေအစသူတို့အခုဆိုရင်ဘာမှပေးမတည်တော့ဘူးပြီးတော့ဒီအမေရိကန်မှာဆိုရင်တော့သူတို့ကကျွန်တော်တို့ရဲ့ခရီးသည် 8D ကိုပါ X-ray set တီနဲ့စစ်ဆေးတယ် X-ray set တီနဲ့စစ်ဆေးပြီးတော့မှအထဲမှာပါရပါလဲဆိုတော့သေစိတ်စစ်တယ်လူတွေအားလုံးကိုလည်းသူတို့ metal detector တွေနဲ့စစ်ကြတာဒါအားလုံးလည်းအသိဖြစ်မှာပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့အထီကိုဒီအကျိုးသက်ရောက်မှုကကြီးမာခဲ့တာပါပြီးတော့လုံခြုံရေးကိုလည်းသူတို့ လီယန်ဘောမှာနှစ်ယောက်အများရန်သူတို့ထားတယ်သူတို့အမေရိကန်မှာတော့ air marshal လို့ခေါ်တာပေါ့နော်ဒီဟိုရဲဟိုနှစ်ယောက်ပေါ့နော်သူတို့အများရန်ထားပြီးတော့မှဒါသူတို့ခရီးသည်လိုပဲဝစ်စားပြီးတော့မှမသိရဘူး air marshal မှမသိရဘူးသူတို့ကသနတိပါတယ်သူတို့ကဒါလီချူလီယန်လုံချုံရွေးအနေနဲ့တစီမှာနှစ်ယောက်နှစ်ယောက်သူတို့ပုံမှန်လိုက်လာတဲ့အနေအထားမျိုးဖြစ်လာတာပါပြီးတော့လီယန်မှုတယောက်က တကယ်လို့တန့်စင်ခံသွားရင် လီမယ်တယောက်ကရှေးကောင်းကန်တဲ့ဝင်ပြီးတော့မှနေနေပေးရတာမျိုးတွေ အဲ့ဒါကဒီလေမှုတွေကိုယ်တိုင်ပြန်ပြီးတော့မှပြန်ပေးဆွဲတာမျိုးဖြစ်တတ်လို့ပေါ့နော်ဖြစ်လဲဖြစ်ခဲ့ဘူးတယ်ဒီစိတ်ကြယောဂါရှိတဲ့လေမှုကအဲ့ဒီလေကုမ္ပဏီနဲ့သူကသူပြဿနာတက်နေတော့တွဲဖက်လေမှုတန့်စင်ခံသွားနေတော့အထက်ရနဲ့သူကလောက်ချပြီးတော့မှလေကိုပြန်ပေးဆွဲလိုက်တာမျိုးဆိုတော့တယောက်ထဲကြာနေတော့သူကလေထိချုံမှုအပြည့်ရသွားတော့ပြန်ပေးဆွဲတာပေါ့အဲ့ဒါကြောင့်လေမှုတယောက်တန့်စင်ခံသွားရင် လီယင်မဲတယောက်ကအထဲဟူကော့ဖစ်ထဲဝင်ပြီးတော့မှဒါလီယင်မှုနဲ့တယောက်နဲ့မယောက်အဖော်လုပ်ပေးရမယ်ရှိရမယ်ဆိုပြီးတော့စီကံအစ်ဒီလေသူတို့တတ်မှတ်ခဲ့ကြတာဖြစ်တယ်ဆိုတော့နောက်ထပ်တစ်ခုကတကယ်စီကံချက်အကြီးကပါကြီးပဲဖြစ်နေဖြစ်နေခရီးသည်တွေအားလုံးတည်နေရင်တောင်မှဘလို့ပဲအကြက်ကန်အကြက်ကန် pilot တွေလီယင်မှုတွေက လုံးဝလုံးဝဒီလီယင်မှုအခန်းရဲ့တကားကိုမဖွင့်ပေးရဘူးဆိုတော့ဥပဒေကိုလည်းသူတို့ထုတ်ခဲ့တာပါပြီးတော့ အော်အရေးပေါ်ဆက်သွယ်ရေးခုတ်တယ်ပေါ့နော်အဲ့လိုမျိုးရှုဖွက်ဟိုခုတ်တည်ဆက်သွယ်ရေးစကဖွက်တည်လဲသူတို့အသုံးပြုလာကြတယ်လင်းပြန်ပြီးဆွဲဟိုရပြီဆိုလို့ရှိရင်ဒီစကဖွက်တစ်ခုခုနဲ့လေးချောင်းထိန်းချုပ်ရေးစင်တာကိုဆက်သွယ်တာမျိုးဒါမှမဟုတ်လဲဘာမှစကားပြောလို့မရတဲ့အနေအထားမျိုးဆိုရင်လင်းကိုနှိမ့်ဆင်းပြီးတော့မှသူကညာဖက်တောင်ပံကိုပေါ့နော်အဲ့လိုမျိုးကိုသူကနှစ်ခါအဲ့လိုစောင်းပြတာမျိုးစားတဲ့အချက်ပြတဲ့ဇနစ်တီကိုသူတို့ ဟို911အပြီးမှာသူတို့တုံအတုံပြူလာခဲကြတာဖြစ်ပါတယ်ဒီလိုလင်းပြန်ပြီးဆွဲမှုတွေကဒါနိုင်ငံတကာမှာပဲဖြစ်နေတာမဟုတ်ဘူးကျွန်တော်တို့တချို့သိရင်သိမယ်မသိရင်လည်းမသိကြဘူးအထူးသဖြင့်လူငယ်တွေဆိုသိချင်မှသိမယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းလင်းပြန်ပြီးဆွဲမှုဖြစ်ခဲ့ပူးတယ်ဒါဟို1954ခုနှစ်ဇွန်လ9ရက်နေ့မှာပေါ့နော်မြန်မာနိုင်ငံရဲ့ပထမဆုံးလင်းပြန်ပြီးဆွဲမှုဖြစ်ပွားခဲ့ပါတယ်တချို့ကဒီပြန်ပြီးဆွဲမှုကကမ္ဘာပေါ်မှာပထမဆုံးလို့တောင်မှသူတို့ပြောခဲ့ကြပါသေးတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်လည်း ဒါအဲ့လိုမျိုးကြားခဲ့ရဖူးတာပေါ့နော်တာကိုရာ DC3 လီယင်မျိုးစားပေါ့နော် Union of Burma ဆိုတဲ့မြန်မာလီကြောင်လိုက်ပေါ့ပြောရရင်တော့အဲ့လီကြောင်လိုက်ကရန်ကုန်ကနေရခိုင်ပြည်စစ်တွေမျိုးကိုသွားတဲ့ခရီးလမ်းမှာဒါခရီးသည်၁၄ယောက်နဲ့အတူထွက်ခလာတဲ့အချိန်ဒါကရင် National Defense Organization KNDO အဖွဲ့ကသူတို့ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ် KNDO အဖွဲ့ကဆိုပေမဲ့ ဒီအဖွဲ့ C ကောင်းဆောင်ပိုင်းရဲ့အစီအစဉ်မှုနဲ့မဟုတ်ဘဲနဲ့တို့ဒီ၃ယောက်ကြားထဲက၃ယောက်ကပဲတို့ပြန်ပြီးဆွဲပြီးစီစဉ်ခဲ့တာပါဒီ KNDO အကြီးကြီးတချို့ကလည်းဒီအစီအစဉ်ကိုလက်မခံတဲ့အပြင်ပြန်ပြီးဆွဲတဲ့ဒီလူလူပေါ့နော်စီစဉ်တဲ့လူတော်မှသူကယူနေပြီဆိုပြီးတော့မှတို့ပြောခဲ့ကြပါသေးတယ်လင်းကိုပြန်ပြီးဆွဲရတဲ့အတိကရွေချက်ကလက်နဲ့တွေ့မှောင်ခိုးတဲယူဖို့ရွေချက်နဲ့တို့ပြန်ပြီးဆွဲခဲ့ပြီမဲ့မောင်မြင်ခဲ့တဲ့အထွတ်လင်းပေါ်မှာပါလာတဲ့အစိုးရငွေ 9000 2400ကိုပဲသူတို့ယူပြီးတော့မှခရီးသည်ကိုပြန်လွှတ်ပေးခဲ့ကြတာပါဒီပြန်ပေးဆွဲမှုအကြောင်းကိုဇာကအနေနဲ့တော့မှနိုင်ငံခြားဒါရိုက်တာကပြန်ရိုက်ထားပါသေးတယ်ဇာကနာမည်ကိုတော့ Burma Hijack လို့ပေးထားပါတယ်အကြည့်ချင်တော့ YouTube မှာ Burma Hijack B U R M A H I J A C K ဆိုပြီးတော့မှရိုက်ပြီးတော့မှရှာကြည့်လို့ရပါတယ်2020ခုနှစ်နောက်ပိုင်းဒါအခုနောက်ပိုင်းလင်းပြန်ပေးဆွဲမှုက၃ချိန်လောလောလတ်လတ်ပေါ့နော် ရှိခဲ့ပါတယ် ဒါပေမဲ့၃ချိန်စလုံးကတော့မအောင်မြင်ခဲ့ပါဘူး။ကဘာပေါ်မှာလင်းပြန်ပြီးဆွဲမှုနောက်ဆုံးဖြစ်ခဲ့တာကတော့တိတ်မကြသေးခင်2023ခုနှစ်အောက်တိုဘာလ22ရက်နေ့ကဖြစ်ပွားခဲ့တာပါ။ Embraer 175လေးရေမို့နော်။သူကဟို Alaska Airline အမေရိကန်နိုင်ငံက Alaska Airline သူက Washington DC မြို့တော်ကနဲ့ San Francisco ကို California ကိုပြန်နေတဲ့အချိန်မှာ Emerson ဆိုတဲ့လေယာဉ်မှုကသူကပြန်ပြီးဆွဲ ဖို့ကြိုးစားတဲ့ပုံစံမျိုးဖြစ်ခဲ့တာပါပြန်ပြီးဆွဲတာမျိုးကြီးမဟုတ်ပေမဲ့သူကလင်းအမြင့်ပေ3000လောက်မှာပြန်နေတဲ့အချိန်သူက engine မိလောင်မှုကာကွယ်ရေးစနစ်ကိုသူကဖြုတ်လိုက်တာပေါ့နော်အဲ့လိုဖြုတ်လိုက်တော့ဒီဒီစနစ်ကိုဖြုတ်လိုက်လို့ရှိရင် engine ထဲကိုလောင်စာစီစီးဆင်းနေတာကိုသူကဖြတ်တော့တယ်လို့ဖြစ်ပြီးတော့မှ engine ကရက်သွားနိုင်ပါတယ်ဆိုတော့အဲ့လိုမျိုးလင်းကိုဒါတနည်းအားဖြင့်ပြောရင်လင်းကိုဖြတ်ချဖို့ကြိုးစားရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ အဲ့လိုမျိုးစူးစမ်းခဲ့ပေမဲ့တခြားလီယင်မှုထားနေရဲ့စူးစမ်းမှုကြောင့်အချိန်မီကာကွယ်လိုက်နိုင်ပါတယ်ပြီးတော့လီယင်ကိုဖော့လန်အမျိုး Oregon ပြည်နယ်မှာအရေးပေါ်ဆင်းသက်ပြီးတော့မှဒီဆင်းချင်းဆင်းဆင်းချင်းမဲ့ဒီလီယင်မှုသူ့နာမည်က Emerson သူ့ကိုလည်းသူတို့အာနာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်ဒီနောက်ပိုင်းနှစ်တွေမှာလီယင်ပြန်ပြီးဆွဲမခံရအောင်လီယင်မှုထားနေကိုတေချာစနစ်တကျလေ့ကျင့်ပေးတာတွေရယ်လီယင်ပေါ်မတက်ခင်မှာတေချာ စစ်ဆေးမှုပြုလုပ်တာတွေကြောင့်လေရင်ပြန်ပေးဆွဲမှုကအခုဆိုရင်မရှိသလောက်ရှားသွားပါပြီ။နောက်ပြီးလေရင်ပြန်ပေးဆွဲလို့ဖမ်းမိရင်လည်းတကယ်ပြင်းထန်တဲ့အပြစ်တွေသူတို့ချမှတ်ကြတယ်။ပြန်ပေးဆွဲတဲ့အခြေအနေအမှုပေါ်မှာမူတည်ပြီးတော့မသေးတမ်းတချို့ဆိုရင်ထောင်တန်တသက်ပေါ့နော်။တချို့ကလည်းငွေတန်ဆိုပြီးတော့မှအဲ့လိုမျိုးကြီးကျယ်သူတို့ချမှတ်ကြပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်လေရင်ပြန်ပေးဆွဲမှုတမိုင်းကြောင်းလေးပေါ့နော်ကျွန်တော်ပြောပြသွားတာဖြစ်တယ်။နောက်အပတ်နောက်တစ်ခုလာမယ့်ဗီဒီယိုမှာ 911ပြန်ပြီးဆွဲမှုအကြောင်းကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်ကျွန်တော်တို့အားလုံးကတော့ကြားဖူးနေကြပဲဗီဒီယိုတွေတပ်ပုံတွေလည်းတွေ့ကြတယ်ဒါပေမဲ့ဒီပြန်ပြီးဆွဲတဲ့လူတွေကဘယ်သူတွေလဲ Al-Qaeda လို့တော့ကျွန်တော်တို့အကြမ်းအကြမ်းဖြစ်နေတိပေမဲ့ဒီလူတွေကတကယ်တကယ်ဘယ်သူတွေလဲဘယ်နှစ်ယောက်ရှိခဲ့တယ်လဲလီယင်ဘယ်နှစ်စီးကိုပြန်ပြီးဆွဲပြီးဘလူတွေသူတို့စီစဉ်ပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လဲဆိုတော့အသေးစိတ်အစီအစဉ်တွေကိုကျွန်တော်နောက်ဗီဒီယိုမှာပြောသွားမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ဒီ channel မောင်စုံမီဒီယာကိုလည်း subscribe လုပ်ပေးထားပါ YouTube အာ TikTok Facebook အားလုံးမှာမောင်စုံမီဒီယာဆိုပြီးတော့မှ share ပြီးတော့မှအာ subscribe follow လုပ်လို့ရပါပြီကျွန်တော်နောက်ဗီဒီယိုကြမ်းတွေ့ကြမယ် see you